လာပါရှင်ကျမကတော့ဂျာမုံပါနိုဝင်ဘာ19ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်တင်ဘောဟောင်းကိုရင်ငုတ်တင်ဘောနဲ့တိုက်ခိုက် နင်းမြုပ်တဲ့လေ့ကျင့်မှုဗီဒီယိုနေတိုးထုတ်ပြခဲ့ပါတယ်ကျူးကျော်စစ်ကြုံလာရင်လိုက်နာရမယ်အကြံပြုချက်စာအုပ်ထိုင်ဝမ်မှာထုတ်ဝေနေပါပြီဂျာနယ်လစ်အသက်ခံရမှုနဲ့ပတ်သက်လို့ဆော်ဒီအင်ရှိမင်းသားဘက်ကထရမ့်ကာကွယ်ပြောဆိုလိုက်ပါတယ်သတင်းပြေဆိုကိုနားဆင်ရမှာပါစစ်တင်ဘောအဟောင်းတစည်းကို နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့တိုက်ခိုက်ရေးရင်ငုတ်တင်ပေါ်ကပြစ်ခတ်နစ်မြုပ်ခဲ့တဲ့မှတ်တမ်းဗီဒီယိုကိုနေတိုးကထုတ်ပြန်ပြသခဲ့ပါတယ်။အဲ့ဒီလက်တွေ့စစ်ရေးလေ့ကျင့်တိုက်ခိုက်မှုကိုစက်တင်ဘာလတုန်းကမြောက်ပိုင်းပင်လယ်ပြင်တနေရာမှာလှုပ်ဆောင်ခဲ့တာပါ။ဒါပေမဲ့အခုသတင်းပတ်ကြားမှ နေတိုးကထုတ်ပြခဲ့တာဖြစ်ပါတယ်။ဒါကပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုနေတိုးကထုတ်ပြတဲ့ရှားပါအခြေအနေတစ်ခုလို့လည်းပြောနိုင်ပါတယ်။ဗီဒီယိုထဲမှာတော့နေတိုးရဲ့ရင်ငုတ်တင်ပေါ်က အဝေးကြီးမှန်ပြောင်းကိုတုံးပြီး free kick စစ်သင်္ဘောကိုကင်းထောင်နေခဲ့တာ တွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ပေါက်ကွဲအားပြင်းထန်တဲ့ torpedo ဒဇင်းနဲ့ပြင်းမှတ်ကိုတီတီကြကြချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်။နော်ဝေးရေတပ်ကအသုံးမပြုတော့ဘဲဖြတ်သိမ်းပြီးဖြစ်တဲ့စစ်သင်္ဘောကြီးပေါ်မှာတော့ကွန်တိန်နာအလွတ်တွေကိုပါတင်ထားပြီးတိုက်ခိုက်မှုကိုမှတ်တမ်းတင်မဲ့ကင်မရာတွေလည်းတပ်ဆင်ထားခဲ့ပါတယ်။ torpedo ထိမှန်ခဲ့တဲ့နောက်သင်္ဘောပေါ်မှာပေါက်ကွဲမှုဖြစ်ပြီးအကြီးအကျယ်ရိမ်းထိုးလှုပ်ရှားခဲ့တယ်လို့ကုန်းဘက်ပေါ်ရေတွေဖုံးလွှမ်းသွားခဲ့တာကိုတွေ့ရပါတယ်။ နောက်တော့စစ်သည်ဘောဟောင်းကြီးရဲ့ကိုယ်တွေကနှစ်ပိုင်းကျိုးသွားပြီးဒေါင်လိုက်အနေထားမျိုးနဲ့ပင်လယ်အောက်နှိမ့်မြုပ်သွားခဲ့တာကိုတွေ့ရပါတယ်။နေတိုးကတော့ဒီဗီဒီယိုကိုမှတ်တမ်းတင်ရိုက်ကူးထားရတဲ့ရွေးချက်ကတော်ပီဒိုလက်နက်ရဲ့ပောက်ကွဲအားနဲ့ရင်းငုတ်သင်းဘောရဲ့စစ်ရေးစွမ်းရည်ကိုလက်တွေသိမြင်နိုင်စေဖို့ဖြစ်တယ်လို့ပြောပါတယ်။လက်တွေပြစ်ခတ်နှိမ့်မြုပ်တဲ့စစ်ရေးလေ့ကျင့်မှုကိုတော့နော်ဝေးရဲ့အန်ဒရိုင်းကန်ယိုဒန်ကန်လွန်ပင်လယ်ပြင်မှာနော်ဝေး၊ဗြိတိန်၊ပိုလန်ရေတပ်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီရေတပ်တွေက တခြားစည်ရေးပြမှတ်တွေကိုလည်းခဲရက်မိကြောက်အစ်စ်တွေအသုံးပြုတိုက်ခိုက်တာမျိုးလက်တွေ့လေ့ကျင့်ခဲ့ပါရရှင်။တရုတ်ရဲ့ကျူးကျော်စစ်ကိုကြုံလာရင်ဘလို့ရှင်သန်ဖြတ်သန်းကြရမလဲဆိုတာကိုအကြံပြုရှင်းပြထားတဲ့စာအုပ်ကိုထိုင်ဝမ်မှာထုတ်ဝေဖြန့်ချီသွားမှာဖြစ်ပါတယ်။လူဦးရေ23သန်းရှိတဲ့ကျွန်းနိုင်ငံငယ်မှာပြည်သူတွေစီဖြတ်ဝေပေးမယ်အဲ့ဒီအသေးစားစာအုပ်လေးကတဘာဝဘေးအန္တရာယ်နဲ့အရေးပေါ်အခြေအနေတွေကြုံလာရင်အသက်ရှင်နိုင်အောင်ဘလို့ကျင့်ကြံဖြတ်သန်းရမလဲဆိုတဲ့အကြံပြုချက်တွေကိုဖော်ပြထားတာဖြစ်ပါတယ်။ ဒါတင်မကသေးပဲတရုတ်ရဲ့ကျူးကျော်စစ်နဲ့ရင်ဆိုင်လာရချိန်မှာလိုက်နာတင်တဲ့ကိစ္စတွေကိုပါထည့်သွင်းထားတယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်စက်တင်ဘာလတုန်းကစတင်မိတ်ဆက်ခဲ့တဲ့စာအုပ်ကိုအခုသတင်းပတ်ကစပြီးပြည်သူတွေစီဖြန့်ချီသွားမှာပါစာအုပ်ထဲမှာတော့အိမ်တွေမှာဘာတွေစုဆောင်းထားတင်တယ်လဲအရေးပေါ်ရွှေပြောင်းချိန်မှာယူဆောင်လာရမယ့်အိတ်တွေထဲဘာတွေထည့်ထားတင်တယ်လဲရန်သူစစ်သားတွေနဲ့ကြုံရင်ဘာတွေလုတ်တင်တယ်လဲဆိုတာတွေကိုရေးသားထားပါတယ် ကျူးကျော်စစ်စတင်ပြီးသတင်းစီးဆင်းမှုတွေပြတ်တောက်သွားတဲ့အချိန်ကြရင်အစိုးရကအရှုံးပေးလိုက်ပြီးဆိုတာမျိုးလူတိုင်းကပြောဆိုနေမှာဖြစ်ပေမဲ့အမှန်မဟုတ်တာကိုသဘောပေါက်ထားဖို့လိုကြောင်းစာအုပ်ထဲမှာပါရှိပါတယ်။ထိုင်ဝမ်ဟာကိုယ်ပိုင်ဒီမိုကရေစီစနစ်နဲ့နိုင်ငံကိုအုပ်ချုပ်နေပေမဲ့တရုတ်ကတော့ထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားတယ်လို့လိုအပ်လာရင်စစ်အင်အားသုံးသိမ်းယူမယ်လို့ချိန်ချောက်ထားပါတယ်။လက်ရှိတရုတ်သမ္မတရှီကျင်းဖြင့်လက်ထက်မှာနိုင်ငံရဲ့စစ်အင်အားကိုအလုံးအရင်မောမှန်အစစ်မြင့်ဖြည့်တင်းနေပြီး အစောဆုံးအဖြစ်2020ခုနှစ်လောက်မှာထိုင်ဝမ်ကိုလက်တွေ့ကျူးကျော်နိုင်ခြင်းရှိတယ်လို့စစ်ရေးသူတွေတချို့ကသုံးသပ်ထားပါတယ်။ဥရောပအပေါ်ရုရှားရဲ့ရန်လိုမှုတွေပုံမကြီးထွားလာတဲ့နောက်အခုနှစ်စန်းပိုင်းတုန်းကလည်းဆွီဒင်နဲ့ဖင်လန်အစိုးရတွေကစစ်ဖြစ်လာရင်ပြည်သူတွေဘလို့စီမံကိန်းတွေတင့်တယ်လဲဆိုတဲ့အကြံပြုချက်တွေကိုအစ်စ်ပြောင်းလဲသတ်မှတ်ကြီးညာခဲ့ဘူးပါတယ်။တိုင်ဖုန်းမုန်တိုင်းကြီးတွေလိုသဘာဝဘေးအန္တရာယ်တွေအပြင်တရုတ်ရဲ့စစ်ရေးချင်းချောက်မှုတွေရှိနေတဲ့အခြေအနေမှာပြည်သူတွေအနေနဲ့အရေးပေါ်အခြေအနေတွေအတွက် ဘလူထိထိရောက်ရောက်ကြိုးပြင်ထားတဲ့လဲဆိုတဲ့အကြောင်းတေးကြအတိပေးထားဖို့လိုတယ်လို့ထိုင်ဝမ်စစ်တပ်ရဲ့အလုံးစုံခုခံရေးဌာနညွှန်ကြားရေးမှူးရှန်ဝေချာကပြောကြားသွားပါတယ်။ထိုင်ဝမ်ကြုံလာနိုင်တဲ့စစ်ရေးချိန်ချောက်မှုအခြေအနေအားလုံးကိုလည်းတွက်ချက်ပြထားပြီးအဲ့ဒီထဲမှာရေအောက်အင်တာနက်ကေဘယ်ကြိုးတွေဖြတ်တောက်ခံရတာမပြန်တမ်းရဆုံးတတ်မှတ်ကြေညာခံရတာကအစဒင်းပြေချက်ပြေကျူးကျော်စေကြီးအထိဖြစ်နိုင်ခြေတွေကိုဖော်ပြထားပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကအဲ့ဒီစာအုပ်၁၇တန်းကိုထုတ်ဝေမှာဖြစ်ပြီး ်နိုင်ငံသားတွေအတွက်ရည်ရွယ်ထားတဲ့အင်္ဂလိပ်ဘာသာပြန်အုပ်ရင်တသိန်း5000လောက်ကိုလည်းဖြန့်ဖြူးသွားမယ်လို့ဆိုပါတယ်စာအုပ်တွေ ဖြန့်ဝေပေးမှုကိုအခုသတင်းပတ်မှာစတင်ပြီးနောက်နှစ် January မှာပြီးစီးမယ်လို့လည်းခန့်မှန်းထားပါတယ်ရှင်လူသိထင်ရှားသတင်းတောက်တူလောက်ကျန်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ Saudi Arabia အရှင်မင်းသားဘက်ကနေ American သမ္မတ Donald Trump ကကာကွယ်ပြောဆိုခဲ့ပါတယ် Saudi အစိုးရနဲ့အရှင်မင်းသား Mohammed bin Salman ကိုဝေဖန်လေးရှိတဲ့ ဆော်ဒီသတင်းထောက်ဂျမယ်ခါရှော်ဂီဟာ2018တုန်းကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရှိတဲ့ဆော်ဒီကောင်စစ်ဝင်ရုံးမှာတပ်ဖြတ်ခံခဲ့ရပါတယ်။ဆော်ဒီအစိုးရကအဲ့ဒီလူသတ်မှုကိုဝန်ခံခဲ့ရပြီးတန်ယုံရဲ့လုံခြုံရေးဝန်ထမ်းတချို့ကိုအပြစ်ဖို့ခဲ့ပါတယ်။ဆော်ဒီအစိုးရကိုလက်တွေ့ဥဆောင်နေတဲ့အင်ရှင်မင်းသားဘင်ဆယ်မန်ကခါရှော်ဂီကိုတပ်ပစ်ဖို့အမိန်ပေးခဲ့ကြောင်းစွပ်စွဲမှုတွေကြဲကြဲလောင်လောင်ထွက်ခဲ့ပေမဲ့ဆော်ဒီအာဏာပိုင်တွေကငြင်းဆိုထားပါတယ်။နိုဝင်ဘာ18ရက်နေ့မှာတော့ ဘင်ဆယ်မန်ကအင်ဖြူရာကိုအလဲပတ်ခရီးစဉ်ရောက်လာပြီးထရမ့်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ခါရှော်ဂီကိစ္စနဲ့ပတ်သက်ပြီးဘာအမှားမှကျူးလွန်မထားကြောင်းအချင်းချင်းငင်းချက်ထုတ်ထားတဲ့အင်ရှင်မင်းသားကအင်ဖြူရာမှာအဲ့ဒီကိစ္စနဲ့ပတ်သက်လို့မှတ်ချက်ပေးခဲ့ပါတယ်။သူကခါရှော်ဂီလုံခြံကရမှုမှာဆော်ဒီအစိုးရဟာမှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ခါရှော်ဂီရဲ့တေဆုံးမှုကနာကျင်ဝမ်းနည်းစရာဖြစ်ခဲ့ကြောင်းပြောပါတယ်။ခါရှော်ဂီလုံခြံကရမှုနောက်ပိုင်းဒါကဘင်ဆယ်မန်ရဲ့ပထမဆုံးအမေရိကန်ခရီးစဉ်လည်းဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်ဂျာနယ်လစ်တအူဖြစ်တဲ့ခါရှော်ဂီသေဆုံးမှုကိုအကြောင်းပြုပြီးအမေရိကန်ဆော်ဒီဆက်ဆံရေးမှလည်းကြီးမားတဲ့ကြက်ထမှုတွေဖြစ်ခဲ့ပူပါတယ်။အင်ဖြူတော်မှာသတင်းတောက်တယောက်ဟာခါရှော်ဂီအကြောင်းဘင်ဆယ်မန်ကိုလှမ်းအော်ပြီးမေးတဲ့အခါထရမ့်ကသတင်းတောက်ရည်ညွှန်းတဲ့ပုံကဟာအငင်းပွားစရာတွေအများကြီးပြည့်နှက်နေသူဖြစ်ပြီးသူ့ကိုမကြိုက်တဲ့သူတွေလည်းတော်တော်များကြောင်းခါရှော်ဂီကိုအပြစ်တင်တယ်လို့ပုံစံမျိုးနဲ့ကြားဝင်မှတ်ချက်ပေးခဲ့ပါတယ်။ခါရှော်ဂီကိုလူတွေကကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေကတော့ကြုံနိုင်တယ်လို့လည်း Trump ကဆက်ပြောပါတယ်။ဒါအပြင်အရှေ့မင်းသားဟာဒီလောက်ကြံမှုအကြောင်းဘာမှကြိုသိမထားခဲ့ကြအောင် Trump ကကာကွယ်ပြောဆိုပြီးသတင်းထောက်အနေနဲ့ Ethereum ကိုအဆက်မခွဲသင့်ဘူးလို့လည်းတုံ့ပြန်ခဲ့ပါတယ်။ American မှာသမ္မတ Joe Biden လက်ထက်2020ခုနှစ်တုန်းကထွက်ပေါ်လာတဲ့ထောက်နှိုင်းရေးအစည်းအဝေးကစားမှာတော့ Khashoggi ကိုအရှင်ဖမ်းဖို့ဒါမှမဟုတ်အပြက်ရှင်းဖို့ Bin Salman ကခွင့်ပြုအမိန့်ပေးခဲ့တယ်လို့ပါရှိပါတယ်။အဲ့ဒီထောက်လန်းရေးအစည်းအဝေးကစားကို ်ထရမ့်ရဲ့ပထမအကြိမ်အမေရိကန်သမ္မတသက်တမ်းကာလာရုံကမထုတ်ပြန်ခဲ့ပါဘူးခါရှော်ဂီရဲ့ကြံရည်သူဇနီးတဲ့ဟာနန်လူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတဲ့ post တစ်ခုမှာတော့စော်ဒီအိရှိမင်းသားနဲ့တွေ့ဆုံခွင့်ရဖို့တောင်းဆိုထားပြီးခင်မွန်တဲ့အသက်ခံရမှုအတွက်တရားဝင်တောင်းပန်မှုနင့်နာကြီးတွေရရှိလိုတယ်လို့လည်းဖော်ပြထားပါတယ်သူဟာနိုင်ငံရေးခိုလုံခွင့်ရခဲ့ပြီးဝါရှင်တန် DC မြို့တော်မှာနေထိုင်နေပါတယ်နိုဝင်ဘာ16ရက်နေ့တွေ့ဆုံမှုမှာတော့ Trump နဲ့ Ben Salman တို့ဟာနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် အမေရိကန်ရဲ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေဖြစ်တဲ့ F-35 တွေစော်ဒီစီလက်လွဲရောင်းချရေးအလားအလာတွေကိုပါဆွေးနွေးခဲ့တယ်လို့သိရပါပါတယ်ရှင် People Spring ရဲ့သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်